ောင်းမှုတစ်ခုခုလုပ်ဖို့ရည်စူးချက်ထဲမှာရိယာပြစားမှုပါသွားရင်အဲ့ဒီအမယ်ကလုံးဝလက်ခံခြင်းမခံရတော့ဘူးလားဆရာအဲ့ဒီအမယ်ပြန်ပြီးလက်ခံခြင်းခံရဖို့အတွက်ဘယ်လိုလုပ်ရမလဲဆရာနီလန်တစ်ခုခုရှိပါသလားဆရာဘစ္စမလာဟ်ရဟ်မာနရဟီမ်မေဂုမာအမယ်ဒီမာရိယာရိယာနဲ့ပတ်သက်ပြီးတော့မိသားစုကိုကျွန်တော်တို့တွေ့ရတယ် ရိယာဆိုတာကတော့ကျွန်တော်တို့ပြဇာမှုလို့ကျွန်တော်တို့ပြောကြတယ်တကယ်တော့ဒီရိယာဆိုတာဒါတော်တော်ကြီးကျယ်တဲ့ပြင်မှုတစ်ခုဖြစ်တယ်ဒီကနေ့အီဘာဒါတ်အားလုံးကျွန်တော်တို့လုပ်ကြရတယ်ဆိုတာဒါတွေအားလုံးကဘုရုသက်ပဲဖြစ်ရမှာလေအလောရှင်မြတ်ရဲ့ခြေနဲ့နဲ့တက်မှုသက်ပဲဖြစ်ရအဲ့ဒါကိုကျွန်တော်ကတစုံတယောက်အတွက် ပြဇာမှုလုပ်လိုက်တယ်ဆိုရင်ဒါကိုဟောလာဒီဟာဒီသ်တွေရဲ့အသုံးအနှုန်းတွေမှာဒါကိုရှစ်ကစဂီးဘောနော် ရှရိကစရိတင်းငယ်တဲ့ရှရိတခုဆိုဘုံတော့လဲသူ့ဘာလို့ထားလဲသင်ပြထားတယ်။ဘာကြောင့်လဲ။ကျွန်တော်တို့ ibadat တဲ့အားလုံးကဘုရုတ္တပဲဖြစ်ရမှာလဲအလ္လာဟ်အတွက်ပဲ။ဟိုနောက်လူအတွက်ဖြစ်သွားတဲ့ဆိုရင်ဒါအလ္လာဟ်နဲ့နောက်လူကိုသူဘာလုံးသလားလဲသူပနိုင်ရှင်းရမရောက်ဘူးလားပုံစံအဖြစ်ပေါ့။အဲမဟုတ်လို့ iman ထွက်သွားတဲ့ရှရိကကိုပြောနေတာတော့မဟုတ်ဘူး။ရှရိကစဂီရ်ဒါမှနမေကတော့သူလဲပါပဲလေ။ရှရိကပဲ။အဲ့ဒီတော့ဒီရိယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှောင်ကြဉ်မှုပါပဲလေအရေးကြီးတဲ့ ခုမေကွန်းမှာမေးရတဲ့ဆိုတာကလည်းဒါတော်တော်ပဲမေးတင်တဲ့မေကွန်းဖြစ်တဲ့ဒါကိုကျွန်တော်တို့ကြိုဆိုရအောင်အဲ့တော့အခုကျွန်တော်တို့ MLD လောက်တဲ့နေရာမှာဟလာရီယာဖြစ်လာတဲ့ဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့ဘလို့အမိတ်ရှိလဲဆိုတော့နည်းနည်းလေးကျွန်တော်ဟလာဒါကိုအကျဲ့ချဲ့ပြီးတော့ကျွန်တော်မလုပ်မဲ့တင်ပြသွားမယ်နံပါတ်1အနေနဲ့ကျွန်တော်တို့သိရမှာကဘာလဲဆိုတော့ဒီ ibadat တွေကပုံစံမျိုးရှိတယ်တကုကအဲ့ဒါကို ibadat တွေ gair mutajaziya လို့ခေါ်ဆိုတော့ဒီ ibadat အစနဲ့အဆုံးပေါင်းတစ်ခု

အလောအဘဒတ်တမျိုးရှိတယ်။သူကကျတော့အဘဒါတ်မုတ္တဇဇီယခွဲခြားစိတ်ဖြတ်လို့ရ။ဥမာအဖြစ်ကျွန်တော်နေ့စဉ်ဆရကပေးတယ်။ဒါမို့မနက်ကဆရကတစ်ခုပေးတယ်၊နေ့လယ်ကဆရကတစ်ခုပေးတယ်၊ညနေဆရကတစ်ခုကျွန်တော်ဘာလို့လဲပေးတယ်။ဟုတ်လားဒီတိုင်းပဲကျွန်တော်ကျမ်းမြတ်ကုရ်အာန်ရဲ့တိလာဝတ်တွေလုံးတယ်။ဆိုတော့ပထမတမင်နာနဲ့ဒုတိယတမင်နာဒါခွဲခြားစိတ်ဖြတ်လို့ရ။သဘောကပထမတမင်နာမှာလူတယောက်ကရေယာဖြစ်သွားတယ်။ဟုတ်လား။ဒါမဲ့အရိရိယာကသူစဉ်းစားပြီးတော့ကြောက်ပြီးတော့ဒုတိယတမင်နာမှာမရှိတော့ဘူးဆိုရင်ဒုတိယတမင်နာမှာသူပါရအောင်မယ်ဆော့ရအောင် ဆောပြအောင်ဒီတိုင်းပဲဆောတကာမှာလည်းဒီလိုပဲပထမဆောတကာမှာ तू ကအကလတ်နဲ့ဒါပေမဲ့ဒုတိယဆောတကာမှာ तू ဘာဖြစ်သွားလဲနေရာဖြစ်သွားတဲ့ဆိုရင်ဒီအမေရိကန်ဘာလည်းပဲဆိုင်တာလဲဒုတိယဆောတကာလည်းပဲဘာလို့တလဲဆိုင်တာအဲ့ဒါလေးတို့လည်းကျွန်တော်နည်းနည်းမှပြရမယ်တည်ရအဲ့ဒါတည်ပြီးတဲ့နောက်ပိုင်းမှာအခုကျွန်တော်တို့ကြည့်ရမှာကဘာလဲဆိုတော့မိကုမာတော့ तू မေးရတဲ့အလုံးမလုံးခင်လေဒါပေမဲ့အားလုံးတည်အောင်ဒီမှာကျွန်တော်တို့တည်ရမှာကနေရာဆိုတာပုံစံနှမျိုးဖြစ်တယ်ကော်ဘလယ်အမယ်အလုံးမလုံးမိရင်ဖြစ်တာနောက်တစ်ခုကဘာလဲဘာဒယ်အမယ်အလုံးလုံးပြီးမှဘာလို့တလဲဖြစ်တာ ။ဥမာအပြည့်တချို့လူတွေရှိတယ်လူတယောက်ကသူလူတွေတန်းတယ်ဘာလို့ကျွေးမွေးတယ်။အဲ့ဒီအချိန်မှာ तू မဘာရီယာမှမရှိဘူး။နိယတ်ကလောကအမှန်ပဲအခလားစ်နဲ့ပဲ तू ကအလ္လာဟ်ရဲ့ဂျင်နတ်နဲ့တမှုတော့ပဲ तू ဘာလို့လဲပေးကန်တာကျွေးမွေးတာ။ဒါပေမဲ့အဲ့ဒီကျွေးမွေးကိုလာတဲ့လူတွေနဲ့သူ့ကိုချီးမွမ်းတာနဲ့အဲ့ဒါတွေကိုနားထောင်ပြီး तू ထမဘာဖြစ်သွားလဲပြဇာမှုဖြစ်သွားတယ်။ဖြစ်သွားတဲ့ဆိုအဲ့ဒီဖြစ်ချင်တဲ့ပတ်သက်ပါတော့ပဲ तू အေးအေးချင်းခါမှာအခုနောက် तू လူတန်းလိုက်တဲ့ညာနဲ့ပတ်သက်ဘာမှမဆိုင်ဘူး။အဲ့ဒါကိုကျွန်တော်တို့သိထားရမယ်။ဘာကြောင့်လဲလုံးတဲ့ချိန်လုံးကကောဘလ်အမယ် အဲ့မလုတ်ခဲ့လေဒီတိုင်းပဲလုံးတဲ့အချိန်မှာလဲသူ့စမနေရဲ့မှာဘာမှအားနေချက်မရှိဘူးလုတ်ပြီးသွားမှဖြစ်သွားလဲဖြစ်သွားတာအဲ့ဒါဆိုရင်လုတ်ပြီးသွားဖြစ်သွားလဲဆိုရင်အဲ့ဒါနဲ့ပတ်သက်လို့ပဲအေယူချင်းခံအဲ့ဒီနေ့အားနဲ့ပတ်သက်ပြီးတော်ပါလောရမယ်အစ်စတိဖာလောရမယ်ဟောလာနောက်လုံးတာမျိုးမဖြစ်ဖို့အတွက်သူပါလောရမယ်စူးစမ်းဒါပေမဲ့သူလုံးလိုက်တဲ့အိဘာဒတ်မှာအားနေချက်ဖြစ်မလားအားနေချက်မဖြစ်လို့အဲ့လိုသွားတယ်ကျွန်တော်နောက်တစ်ခုကပါလဲဆိုတော့အိဘာဒတ်ဆက်လုပ်သေးကနေမရှိနေတာလေအမလုပ်သေးကနေဟောလာရေယာရှိနေတာ အဲ့ဒီမှာလည်းနှစ်ပိုင်းပြန်ကျွန်တော်တို့တွေ့ရတယ်။တွေ့ရတဲ့စကားပါလေလုံးဝရေယာတက်တက်နဲ့လောက်တာလား။ဒါမို့ရင်အလတ်အတွက်ကရေယာကနှစ်ခုစလုံးဟုတ်လားအဲ့ဒါကိုမခလုတ်လို့ခေါ်တာပါရောနေတာလား။ဥမာပြလူတယောက်ကသူ့ဖေကနမတ်ဖတ်တာကိုကြိုက်တယ်။ဒါကိုဘာပြောလဲဆိုတော့ငါသားဟုတ်လားမင်းနမတ်တစ်ချိန်ဖတ်တဲ့ဆိုရင်တတော်နမတ်ငါးချိန်ဖတ်လို့ဘယ်လိုရမလဲ၅တောင်းရ။အဲ့တော့တားရပါလို့လဲဆိုတော့ဒီပစ္စယရဖို့အတွက်ပဲ။နမတ်ကိုသူဘာမှသိတာလဲမဟုတ်ဘူး။ဟုတ်လားအလ္လာဟ်ကျင့်တဲ့နေ့တက်ဖို့အတွက်လည်းမဟုတ်ဘူး။ ဒါပေမဲ့ तू ကဘယ်တက်ပဲလဲပစံအတွက်ပဲဒီပစံဟဲ့လားရရင် तू ဖတ်မယ်မရရင် तू မလုပ်လဲမဖတ်ဘူးငါးချင်းဖတ်ပြီးရင် तू ငါးတောင်းယူမယ်မပေး तू မလုပ်တော့လဲမဖတ်တော့ဘူးအဲအဲ့လိုပုံစံဆိုရင် तू ရဲ့အမှားကလုံးဝပါပဲလဲပါတယ်ပဲဒါကပါလဲဆိုတော့ဟောလာအမှန်မလုပ်ခင်တည်းကနေ तू ရဲ့နိယတ်ကပါဖြစ်နေတာလဲဟောလာရေယာအတွက်ဖြစ်နေတာပြီးတော့ तू ကဒီမှာပါလဲဒီငွေချေးရဖို့အတွက် तू ကတာကိုမလုပ်နေတာလဲလုံးနေတာအဲ့ဒါမျိုးအဲ့နောက်တစ်ခုကပါလဲဆိုတော့အခုနရေယာလဲပါတာပါ ဒီတိုင်းပဲအလတ်တည်းရှိတော့အဲ့ဒါဆိုရင်တော့အခုက तू ဘလောက်နေရဖြစ်လဲအဲ့ဒီအပိုင်းလောက်ပဲ तू ဘာလို့မဲ့ခံရမယ်အနောက်တစ်ခုကျတော့ပြောပြအဲ့ဒါကဘာလဲဆိုတော့လူတချို့ကတော့ရေရလို့ထင်တယ်တကယ်လည်းရေရမဟုတ်ဘူးဥမာပြည်လူတယောက်ကဟလာ तू နမောက်ဖတ်တယ်နမောက်တော့လည်းမဲ့ဖတ်တယ်နမောက်ဖတ်နေရင်လည်း तू ကပထမတော့ဒီအခလားစနဲ့ပဲ तू ဘာလို့တာကျဖတ်တာဖတ်နေတဲ့ပလီကိုလူတွေရောက်လာတယ်ရောက်လာတယ်ဆိုတော့လူတန်းတွေပါလေကြားတော့ तू စိတ်ထဲမှာဟလာ तू တာကျဖတ်နေတာကိုလူတွေတွေ့တာကို तू ဘာဖြစ်လာလဲပျော်ရွှင်လာတယ် ဘယ်လောက်ကိုဘာလို့ပြောလို့မရအောင်လဲ။ရေယာလို့ပြောလို့မရ။နောက်တစ်ခုကလူတယောက်ကအမလ်အီဘာဒတ်လုပ်လို့ငါရေယာဖြစ်နေမလားဆိုပြီးတော့စဉ်းစားတယ်ဆိုတာအဲ့ဒါအခလားရှေ့အထောက်တာပဲတဲ့။ကျိုးပညာရှင်တွေကဘာလို့လဲသင်ပြတယ်။ဘာကြောင့်လဲလူတယောက်ကရေယာတက်တက်နဲ့လုပ်တဲ့လူကဒါကိုသူမစဉ်းစားဘူး။ဒါကိုသူဘာလို့လဲမစဉ်းစားဘူး။မေးဖို့မေးတဲ့လူကဒီလိုရေယာဖြစ်လာတယ်ဆိုတာကဒါသူဘရုတက်လုံးလားအလတ်တက်လုံးလား။အဲ့လိုဖြစ်ချင်းကဒါဒီအမလ်ကိုသူလုပ်တယ်ဆိုတာဘရုတက်လုပ်ဖို့လေအလားတက်ဆိုပြန်ဒီတက်တာကိုဘာလို့ရမလဲ။ ဟုတ်လားကျွန်တော်တို့ကြိုဆိုရမှာပေါ့နော်ကြိုဆိုရမယ်ဒီတိုင်းပဲပထမဆက်စပြီးတော့ကျွန်တော်ကုရ်အန်ဖတ်တာကအခလတ်နဲ့ပဲဖတ်တာဟုတ်လားဖတ်ရင်ဖတ်ရင်လည်းလူတွေအုံလာတယ်အုံလာတော့ဟုတ်လားနောက်ပိုင်းလူတွေကလည်းကျွန်တော်အပံကိုချီးကျူးနေပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တွေရဝင်သွားတဲ့ဆိုရင်ပထမဖတ်ထားတဲ့စီမှာဘာမှဟုတ်လားကျွန်တော်ဆောအပြည့်ပါပြီးတော့မယ်ရပါမယ်နောက်ပိုင်းမှာကျွန်တော်တွေရဖြစ်တဲ့ဆိုရင်အဲ့ဒီမှာအလောရှင်ဘက်ကနေဘာရမလို့လဲကဘူလီယက်ရမှာမဟုတ်ဘူးပေါ့နော် အဲ့တော့ကျွန်တော်တင်ပြခြင်းနဲ့အကယ်၍ဒီထက်ကိုတိတိကျကျကျွန်တော်တိကျနေဆိုရင်ဘလို့ ML မှာကျွန်တော်ကဘလို့ဖြစ်တယ်အဲ့ဒါကိုခေစစ်တင်ပြအောင်လားကျွန်တော်ကတိတိကျကျမေးလာတယ်ဆိုရင်အဖေကဒီထက်ကိုပို့ပြီးတော့တိတိကျကျဟောလားကျွန်တော်တို့ဖြေပေးနိုင်မယ်လို့ပြောလင်းတယ်ပေါ့နော်ဒါတော့